နီမိုငါးလေးတို့ရဲ့အမခန့်စုပေါင်းစွမ်းရည်ဒီငါးလေးတွေကိုလူပြန်ငါးလေးတွေလိုနာမည်ပေးထားပါတယ်ဒါပေမဲ့နာမည်ကြီးကတ်တုံကားတွေကငါးလေးရဲ့နာမည်ကိုအစွဲပြူပြီးနီမိုငါးလေးတွေလိုလဲခေါ်နေကြတာပါအယောင်သွေးတောက်ပပြီးတော့ချစ်စရာကောင်းတဲ့ဒီငါးလေးတွေကမိသားစုကိုခင်တွေ့တဲ့နေရာမှာလေးပြိုင်ဘက်ကင်းလာပါတယ်။အခုလေနီမိုငါးမိသားစုတစုကသူတို့နေလိုရာရတဲ့ခုနားရာတစ်ခုကိုလိုက်ရှာနေကြရတာပါ။တနေရာမှာတော့သူတို့အတွက်အသင့်တော်ဆုံးဖြစ်မဲ့နေရာကိုတွေ့လိုက်ရပါပြီ။ အဲ့ဒီနေရာကတော့ပင်လယ်ကျမ်းမြေအောက်မှာကပောင်းတက်တဲ့ကော်စောဂျာပန်ကြီးပါပဲအဲ့ဒီဂျာပန်ကြီးကတခြားရင်းနေတက်တော်တွေအတွက်အန္တရာယ်ရှိတာပါဂျာပန်မှာပါတဲ့လက်တံကအစိတ်ရှိနေလို့ပါပဲဒါပေမဲ့နီမုံငါးလေးအတွက်ကတော့အဲ့ဒီအစိတ်ကမတုံးနိုင်ပါဘူးဒါကသူတို့ကတဘာဝကပေးထားခဲ့တဲ့လက်ဆောင်ဖြစ်ပါတယ်သူတို့နေထိုင်တဲ့အတွက်ပင်လယ်ဂျာပန်ကြီးလည်းအကျိုးရှိတာပေါ့ပုံမှန်ဆိုရင်တော့ဂျာပန်ရဲ့လက်တံကြားထဲမှာအမိုက်ထရိုက်တွေစုပေါင်းနေတတ်တာပါနီမုံငါးလေးတွေကအရာတွေကိုတန်ရှင်းရေးလုပ်ပေးပါတယ် ပြောရမယ်ဆိုရင်တော့တို့တွေကအပြန်အလှန်အကျိုးပြုကြရင်းနဲ့တက်တန်းတစ်ဆောင်လုံးရှင်တွဲနေထိုင်သွားကြတာမျိုးပါနေမုံမိသားစုတိုင်းမှာဥဆောင်တဲ့ငါးတကောင်စီရှိတတ်ကြပါရဲ့ဒီမိသားစုမှာဆိုရင်တော့ခက်ကြီးကြီးငါးမကြီးအားဥဆောင်သူဖြစ်နေတာပါဒီငါးမကြီးရဲ့ဆုံးဖြတ်ချက်ကိုနောက်ပေါက်ငါးထီလေးတွေကလိုက်နာကြရပါတယ်ငါးထီလေးတွေကအမိုက်တရိုက်တွေကိုအမြဲတမ်းရှင်းနေပြီးမိသားစုအတွက်အထောက်အကူပြုကြရတာပါလက်ရှိမှာတို့မိသားစုရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုရှိလို့နေတာပါပဲအဲ့ဒီပြဿနာကိုခက်မြန်မြန်ဖြေရှင်းဖို့လဲလိုအပ်နေတာပါ တကယ်တော့ငါမကြီးအားဦးဦးဘုအတွက်အထင်ရောက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဂျာပန်ကြီးပေါ်မှာဥချလို့တော့မရပါဘူး။အမကန်ပြိုးကင်းတစ်ခုလိုအပ်နေတာဖြစ်ပါတယ်။အဲဒါကြောင့်မိသားစုအားလုံးနီးလန်းတွေရှာဖွေနေကြတာပါ။တိမ်မကြခင်မှာနီမိုလေးတစ်ကောင်ကခယူကုံတစ်ခုတည်းကိုတွေးလိုက်ပါပြီ။အဲဒီခယူကုံဆိုရင်လည်းဦးဦးချဖို့အဆင်ပြေနေပါတယ်။အဲဒါကြောင့်နီမိုလေးကခယူကုံကိုဂျာပန်စီရွှေကြည့်ဖို့အတွက်စ조사ကြည့်နေကြတာပါ။ဒါပေမဲ့အလုံးမဖြစ်ပါဘူး။ဘာလို့လဲဆိုရင်တော့အဲ့ဒီခယူကွန်ကဝင်ကစုတ်ကနန်းတကောင်ရဲ့အိမ်ဖြစ်နေလို့ပါပဲ သူဘာသာအခွန်ထဲဝင်ပြီးတော့နှက်နေတဲ့ကနန်းကနှောက်ရက်ခံရလို့စိတ်တူသွားပါတယ်။ပြီးတော့ဒီခွန်ကြီးကိုမှပြီးကြာပန်းနဲ့ဝိညာစီကိုရွှေ့သွားခဲ့တာပါ။အဲဒါကြောင့်နီမိုငါးလေးတွေလည်းတခြားပစ္စည်းတွေကိုလိုက်ရှာနေကြပါတယ်။ဒီချိန်မှာတော့ရေစီးချောင်းအပြောင်းလဲချောင်းရောက်လာတဲ့ plastic ဘူးကုန်တစ်ခုကိုတွေ့လိုက်ရတာပါ။အဲဒါကြောင့်ဘူးကုန်ကိုကြာပန်းရှိရာစီကိုရွှေ့ကြည့်နေပါရယ်။ဒါပေမဲ့ plastic ဘူးကုန်ပေါ်မှာဥဥချရမာတွေကိုနီမိုငါးမကြီးရမကြိုက်ဖြစ်နေတာပါ။ အဲဒါကြောင့်ငားလေးနဲ့တူယူလာခဲ့တဲ့ဘူးကုံကိုရေစီးကြောင်းနဲ့ထည့်ပြီးတော့မျောလိုက်ရပါတယ်။နောက်ထပ်ရှာစီးလိုက်တော့အုံသီးကုံတစ်ခုကိုတွေးလိုက်ရတာပါ။ဒါကြောင့်တော့တော်တော်လေးအစင်ပြေပါတယ်။ညနေပြင်ကလည်းလုံလုံဝိုင်းဝိုင်းရှိနေတာပါ။ခိုင်ခန့်မှုကလည်းရှိနေပါတယ်။ငားမကြီးကလည်းအုံသီးကုံကိုသဘောကျသွားခဲ့တာပါ။ပြဒနာကသူ့တို့အိမ်နဲ့နည်းနည်းဝေးနေတာပါပဲ။ဘလိုပဲဖြစ်ဖြစ်ငားလေးတကောင်ကတော့အုံကုံကိုကြာပန်းအိမ်ဘက်ကိုရွှေ့ဖို့အတွက်တတ်နိုင်သလောက်စူးစမ်းနေပါရယ်။ဒါပေမဲ့ထန်သလောက်ခရီးမပေါက်နေပါဘူး။ ခနာကြမှာနောက်ထပ်ငါးလေးတကောင်ကသူ့ကိုလာဝိုင်းကူပါရီငါးလေးနှကောင်အဲ့ဒီအခုံကိုတက်ညီလက်ညီရွှေ့လိုက်နိုင်တဲ့အချိန်မှာတော့လုပ်ငန်းကအရှိန်ပိုများလာခဲ့ပါပြီ။နောက်ဆုံးအုံကောင်ကကြာပန်းနာကိုရောက်လာခဲ့ပါရီငါးလေးတကောင်ကပင်လေကြာပန်းရဲ့လက်တံတွေကိုနေရာလွတ်ရအောင်လို့ရှင်းလင်းပေးချိန်မှာကြံတဲ့ငါးလေးတွေကအုံကောင်ကိုနေရာကျအောင်ထားလိုက်ပါရီဒီချိန်မှာတော့ငါးမကြီးဦးဦးချနိုင်မှုပြိုးကင်းရသွားခဲ့ပါပြီ။အဲဒီနောက်မှာတော့ငါးမကြီးလည်းအုံကောင်ဘောကိုဦးလေးရီအစီအီဦးချခဲ့ပါရီဦးလေးရီဦးပြီးတဲ့ချိန်မှာတော့အနာယူဘောထွက်သွားခဲ့တာပါ။ ဒီချိန်မှာငါးထီးလေးတွေကဥလေးတွေကိုတန်ရှင်းရေးလုပ်ပြီးတော့စောင့်ရှောက်ပေးနေကြပါတယ်။အဲ့ဒါကတားပေါက်လေးတွေဖြစ်လာခဲ့အထိဆိုရင်တော့30လောက်ကြာအောင်ပါ။ငါးထီးတွေကအဲ့ဒီဆယ်ရက်အတွင်းမှာဒီနေရာမှာအလဲကျစောင့်ရှောက်ပေးကြရမှာဖြစ်ပါတယ်။ ဒီကနေ့ထုတ်လွှင့်ပေးခဲ့တဲ့ GoDrop မြန်မာ Channel ကဗီဒီယိုကိုတလောင်းနဲ့ပဲရနာခွင့်ပြုပါနော်အဆုံးထိအမြဲတမ်းချစ်ခင်ကြည့်ရှုပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်အသည်တတော်စိတ်ဝင်စားဖွယ်ကြောင်းရိုင်းနဲ့ပြန်လာခဲ့ပါမယ်ဆက်လက်ချစ်ခင်အားပေးကြပါအောင်လို့ပြောကြိုင်းနဲ့နှုတ်ဆက်ပါရစေလားရှင်အမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးပါ Like and Share Subscribe ခလုံးလေးနဲ့ပြီးအားပေးတော့ပါနော်ပြန်လည်ဆုံတွေ့ကြပါစို့လားရှင်